ယူသွနေတဲ့လင်ယောက်ကြားကိုကွာရှင်ခွင့်ရှိပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့ LLB Group မြန်မာ Law Fan ကတရားလို့တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Fan အနေနဲ့အများပြည်သူတွေတိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေလျက်ရှိပါတယ် ီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကလေးယောက်သားဖြစ်သူကယူသွနေရဲဆိုတဲ့အကြောင်းပြချက်နဲ့မယားဖြစ်သူကကွာရှင်းခွင့်ရှိသလားဆိုတာနဲ့ဆက်လင်းပြီးတော့ကြံမြင်လေးဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုတော့ကျမစီရင်ထုံးလေးတစ်ခုနဲ့ဆွေးနွေးပေးခြင်းပါတယ်။စီရင်ထုံးလေးကတော့ဒေါ်လာလဝင်းနဲ့ဥပါရှင်1992ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ159ကိုအမှုပဲဖြစ် ်ပါတယ်။အမှုမှာဒေါ်လာလဝင်းနဲ့ဥပရှင်တို့ကအကျဉ်းနေများတွေဖြစ်ကြပြီးတော့သူတို့နှစ်ဦးကြားမှာသားတဦးသမီးတဦးရှိပါတယ်။ဒေါ်လာလဝင်းကဥပရှင်အပေါ်ကိုကုသလို့မရတဲ့စိတ်ရောဂါဝေဒနာခံစားနေရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကုန်တိုင်းတရားရုံးမှာတရားဆွဲဆိုပါတယ်။တရားရုံးဆင်းဆင်းမှာဒေါ်လာလဝင်းကရှုံးနေပြီးတော့နောက်ဆုံးအထူးယူခံမှာအကြောင်းပြချက်တရက်နဲ့အထူးယူခံဝင်ရောက်ခွင့်ရခဲ့ပါတယ်။ဝင်ရောက်ခွင့်ရခဲ့တဲ့ဥပဒေပြဿနာတရ က်ကဘာလဲဆိုရင်တော့နေရောက်ကြားဖြစ်သူသည်နစ်ပေါင်းများစွာစိတ်ရောဂါဝေဒနာခံစားနေရခြင်းကြောင့်နေရောက်ကြားတူထန်းဆောင်ရမယ့်တာဝန်များကိုထန်းဆောင်နိုင်ခြင်းမရှိပါကမရားဖြစ်သူသည်မြမတလိထုံနံဥပဒေအရကွာရှင်းခွင့်ရထိုက်မရထိုက်ဆိုတဲ့ဥပဒေပြဌာန်းပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်မတခြားအကြောင်းအရာလေးကိုကြော်သွားပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်လေးတွေကိုပဲဆွေးနွေးပြရမယ်ဆိုရင်မြမတလိထုံနံဥပဒေအရယောက်ျားတူနဲ့မိန်းမတူတို့ဟာ နှစ်ဦးသဘောတူညီချက်နဲ့အိမ်နောက်တစ်ခုကိုတိဆောက်တယ်တဦးတယောက်တည်းရဲ့ဆန္ဒနဲ့အိမ်နောက်တစ်ခုကိုဖြိုဖျက်ခြင်းမပြုနိုင်ဘူးတဦးဦးကအိမ်နောက်ရေးပြမှုကိုကျူးလွန်တဲ့အချိန်ကြံဇနီးသို့မဟုတ်ခင်မွန်းကကွာရှင်းခွင့်ကိုရထိုက်တယ်ဥပရှင်အနေနဲ့စိတ်ရောဂါဝေဒနာခံစားရတာဟာအိမ်နောက်ရေးပြစ်ချက်ဖြစ်ကြောင်းတရားလိုတွေဘက်ကအခိုင်အမာပြနိုင်တာမျိုးမရှိဘူးအိမ်နောက်ရေးပြမှုတရက်ကိုကျူးလွန်တဲ့အပြစ်ရှိတဲ့သူဟာကာယကံမနောကံဆိုတဲ့ နှစ်ပါးနဲ့ကျူးလွန်ခြင်းဖြစ်တဲ့စိတ်ရောဂါဆွဲကတ်တဲ့ကိစ္စဟာကာယကရှင်ရဲ့ဆန္ဒမပါဝင်ဘူး။ကံအကြောင်းမလားလို့ဥပရှင်ဟာစိတ်ရောဂါဝေဒနာခံစားရခြင်းဖြစ်တဲ့မြမဗုဒ္ဓဘာသာဝင်တွေအတွက်လင်မယားတွေနဲ့ပတ်သက်တဲ့အိမ်တော်ရေးဆိုင်ရာပြဿနာတွေကိုမြမဒလိထုံနှံဥပဒေအရဆုံးဖြတ်ရမယ်။မြမဒလိထုံနှံဥပဒေမှာမယားဖြစ်သူကယူသွနေတဲ့လင်ယောက်သားကိုကွာရှင်းခွင့်ရှိတယ်လို့ကွာရှင်းခွင့်ပေးထားတာမျိုး မရှိပါဘူး။စိတ်ရောဂါဝေဒ နာခန်းစားနေရခြင်းကြောင့်ဥပရှင်ဟာ၄ယောက်ကြားတူထန်းဆောင်ရမယ့်တာဝန်ဝိတ္တရားတွေကို ပြက်ကွက်ကောင်းပြက်ကွက်နိုင်ပါလိမ့်မယ်ဒါပေမဲ့လည်းပဲအဲ့လိုထန်းဆောင်ခြင်းမရှိခြင်းဟာအိမ်အောင်ရေးပြမှုအဖြစ်မြန်မာတလိထုံတန်းဥပဒေမှာတတ်မှတ်ထားတာမျိုးမရှိဘူးဆိုပြီးတော့ဆုံးဖြတ်ထားပါတယ်ဒါကြောင့်မလို့ဒီစီရင်ထုံးလေးပါထုံးဖွဲချက်ကိုဆွေးနွေးပေးရမယ်ဆိုရင်မြန်မာတလိထုံတန်းဥပဒေမှာလင်ဖြစ်သူယူသွတ်ခြင်းဟာအိမ်အောင်ရေးပြချက်ဖြစ်ကြောင်းကွာရှင်းခွင့်ရထိုက်ကြောင်းဖော်ပြထားတာမရှိပါဘူးဒါကြောင့်မလို့လင်ဖြစ်သူယူသွတ်နေရဲဆိုတဲ့အကြောင်းပြချက်နဲ့ကွာရှင်းခွင့်တောင်းလို့မရဘူးဆိုတာ ာလေးကိုကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါရစေ။နောက်တစ်ပိုင်းမှာတော့ကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရစေ။